到啊、我们这边可能太讲究下了一点。 ော် baby ရဲ့ချစ်ချောင်းစမ်းတစ်ခုရောအမေတမဝိလန်နဲ့တောင်ပေါ်ရွာလေးတစ်ခုအတွက်ကြီးကကြတဲ့ရေထွက်တဲ့နေရာရောကျွန်တော်ရောက်ရှိနေတယ်။နောက်ခုမြပြည်သူရဲ့ပေါင်းလူတန်းမှုဖြစ်တဲ့80ကျော်လောက်တန်းမှုရှိတဲ့ဒီဒီပတ်စနစ်ပေါ့ကျွန်တော်လာရောက်တက်ရှိပေးတာဖြစ်ပါတယ်။ဒီ2025ခုနှစ်မတ်လ9ရက်နေ့ဖြစ်တယ်။အခုဒီရေထွက်တာအဲဒီရရင်ဒီတဝက်မှာရှိတဲ့စစ်ဆောင်စခန်းတစ်ခုပြောပဲကျွန်တော်တို့အဆင်ပြေဦးမှာပါ။စစ်ဆောင်စခန်းဆိုရင်အင်းကြီးအများကြီးပေါ့နော်။တောင်တောင်ပေါ်ရွာလေးတစ်ရွာရောက်ဖို့ဆိုရင်ကျွန်တော်အခုထပ်ကြည့်ပြီးတော့ ဒီရေထွက်အမြင့်ဆုံးတက်တဲ့ပမာဏရေရောက်ရှိစုဆောင်းနိုင်တဲ့အနေအထားရေဆိုပြီးနောက်ထပ်စနစ်တစ်ခုလိုအပ်ရင်လည်းဆက်ကြိုးစားဖို့ကျွန်တော်ကြည့်မှာပေါ့နော်အာဒီဒေသတော်တော်လေးကိုခက်ခဲပါတယ်အဲပြီးတော့ဒေသတိုင်းသားတွေအနေနဲ့လည်းတကယ်တက်တက်ကြွကြွနဲ့အဖွင့်ပြုဒီတော်လိုင်းမှာရောနော်ဒီဒီကရင်းဒီအတွက်ဒီဆော်ရေးမှာရောကြိုးကြိုးစားစားရှိကြတာတွေ့ရပါတယ်ဒါဆိုကျွန်တော်အိုင်းစီရဲ့အစီအစဉ်နဲ့အိုင်းစီကဟော ကင်းပြည်နယ်ဂျာကာကင်းနီပြည်ဂျာကာလာအုပ်စုကောင်စီရဲ့အစီအစဉ်နဲ့ကျွန်တော်ဒီလိုလာပြီးတော့ခဲခဲခဲခဏနိုင်လောက်ကောင်းမောင်းလာပြီးလာတော့တက်ဆက်ပြတာဖြစ်ပါတယ်စူပေါင်းကူညီတဲ့ပြည်သူပြည်ရှင်ဒူးကြီးစင်လိုက်ကိုကျေးဇူးတင်ပါတယ်ဗျာရှေ့ဆက်ပြီးတော့လည်းဟိုဒီရေစနစ်တွေတော့ပေါ့အမှန်အကျိုးရှိတဲ့တောက်သုံးရေစနစ်တွေလည်းပါဝင်ပေးကြဖို့လည်းကျွန်တော်မြေတရရခံပါတယ်ဗျာဟုတ်ကျွန်တော်တို့ရေဘလောက်မြင့်ထရောက်တယ်ဆိုတာကိုကြည့်ကြအောင်ပေါ့နော်အိမ်ကောင်းတော့ဖတ်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 ရှိတယ်။အော်ဆက်ဖတ်ကြည့်။ ထောင်ကောင်းကျိုးဆောင်အစီအစဉ်ဖြစ်နေကျွန်တော်အခုတောင်ပေါ်တိုင်းသားကြီးရွာဒေသတစ်ခုရောက်တယ်။ရောက်ပြီးတော့ဒီနေ့ဆိုရင်ကျွန်တော်ကကျွာ၃ရွာအတွက်ဆိုလာလျက်စစ်မီးစနစ်ကအာတရွာအတွက်ဆိုရင်အင်တာနက် Starlink အင်တာနက်ကိုတက်စီပြီးမှဖြစ်တယ်။ဆိုလာလေးစီအင်တာနက်စနစ်နဲ့ဒီတယ်လီဗီရှင်းတွေပါအကြောင်းမှာတက်ပြီမှာပေါ့နော်ဒီ smart smart TV တွေပါတက်ပြီမှာပေါ့သုံးရွာအတွက်ခီးထွက်ဖို့ရောက်လာတာဖြစ်တယ်အဲတော့သွားလာတော့အတော်ခက်ခဲပြော့ဟိုပေမန့်ကျန်တဲ့နေလို့ပြောရမှာပေါ့ ကားတွေအောက်ပိုင်းနေတော့တော်တော်ပြက်နေတယ်လမ်းမှာထပ်ပြီးတော့တခုခုမဖြစ်ပါသေးနဲ့ဆူတော့ပါမှာပဲအတန်းဆုံးထွက်နေကားဆိုတော့ကျွန်တော်အနေနဲ့တကယ်ကိုခက်ခဲပြီးတော့သွားလာရအရန်ခက်ခဲပြီးတော့ဟိုဘယ်လိုခေါ်မလဲလူနေမှုဘဝပေါ့နော်တော်တော်လေးကိုနောက်ဖွံ့ဖြိုးမှုနောက်ကျကြံနေခဲ့တဲ့တိုင်းသားကြီးရွာတွေအတွက်ကိုလိုအပ်တဲ့ကလေးတွေအတွက်အဓိကလိုအပ်တဲ့ဒီဟိုပါပေါ့ဆိုလာအသုံးပြုတဲ့နေအောင်ကြီးဆွမ်းရင်အသုံးပြုတဲ့ မြင်အောင်ပေးတာ TV တွေဖွင့်တာဒါတွေကိုတက်စင်မှုကလက်ရှိတွန်လိုင်းကာလမှာရေးကြည့်ပါတယ်။အောက်ဆိုအမောင်တူထဲမှာနေတာနေနေရတဲ့ကလေးတွေအတွက်ဘူသူဒ၊ပြမဘူသူဒဘလို့မှရှောက်ွေးစီဖို့ဖွင့်မရတဲ့ကလေးတွေအတွက်ဒီစနစ်ဟာသူတို့တွေရဲ့မျက်စိအုံနောက်တွေးခေါ်ကိုပွင့်လင်းစေပါတယ်။လက်ရှိတွန်လိုင်းရေးကြီးဘာဖြစ်နေလဲဆိုတာကိုသူတို့အနေနဲ့ငယ်စဉ်ကတည်းကအသိရှိနိုင်တယ်လို့သူတို့မိဘတွေဆက်ဆောင်ပြည်သူတွေလည်းပဲသတင်းချက်လက်တွေကိုပို့အချိန်နဲ့တပြေးညီရရှိရင်တော့ကြောင့်သူတို့မှာဘာတာဝန်တွေရှိတယ်ဆိုတော့အတွေးခေါ်တွေကိုလည်းပေါ်ပေါက်နေစေပါတယ်။အဲဒါမျိုးကျွန်တော်က ဝေးလံခေါင်ဖျားပြီးတော့ဘလို့မှဒီဒီအလင်းအောင်ရဖို့မစွမ်းတာတဲ့အမောင်တူတွေကလူနေမှုဘဝတွေကိုညှင့်တင်နိုင်မှုပြည်သူအကူအညီနဲ့ကြိုးစားတာဖြစ်တယ်။ဦးသွားအောင်တက်စီမဲ့၃ချောင်းဆိုလို့ရှိရင်ကျွန်တော်ကျွန်တော်အနေနဲ့ကျွန်တော်ဆိုအခုနေစာဖောင်ဒေးရှင်းဆိုတဲ့အမည်နဲ့လိုက်လံတက်စီပေးတယ်ဆိုဆို33ချောင်းမြောက်ဖြစ်သွားပါပြီ။ဒါဆို31 32 33 33ချောင်းမြောက်ဖြစ်သွားပါပြီ။အဲ့တချောင်းတချောင်းကိုအနည်းဆုံးချက်သိန်း30ကနေ40ကျော်အထိကျွန်တော်တို့ပို့ကြပါတယ်။အခုဆိုပို့ပြီးတော့အဆင့်မြင့်တဲ့ဒီမှာ level 4ဒီ battery တွေနဲ့ ့အဲဒီဟော hybrid ပေါ့နော် hybrid inverter တွေကျွန်တော်တက်ဆင်ပေးတာဖြစ်တဲ့ကြောင့်ဆိုဒီ solar စနစ်ကြီးပဲကို7340နီးပါးလောက်ကြာတင်ပါတယ်။အော် television နဲ့ sound box နဲ့ပါထည့်မယ်ဆိုလို့ရှိရင်7350နီးလောက်ရှိပါတယ်။ဆိုဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်အနေနဲ့စေနာအမြင့်ဆုံးထားပြီးတော့တို့အတွက်က9နှစ်6နှစ်လောက်ယူတော့ရှောက်စဉ်းစားမပြအသုံးပြနိုင်ဖို့ကျွန်တော်ကြိုးစားပြီးတော့ဒီလိုအကူအညီနဲ့ပေါ့ကြိုးစားပြီးလူနေမှုဘဝတွေမြန်မာဖို့ဆောင်ရွက်နေပါတယ်။ကျွန်တော်ပေါင်းအကူအညီလိုရမ်းပေးခဲ့ကြရတဲ့တူဦးချင်းတယောက်ချင်းစီကိုကျေးဇူးတင်ပါတယ်။